အဲ့ဒီအနေနဲ့အခုလိုမျိုးတိုင်းသားရုံရေသာလွှတ်တော်ရဲ့အုံထားနဲ့ဒုံထားနေရာပြေးတဲ့ပုံမှာကျောင်းအနေနဲ့ဘောလုံးဝန်တာပါအကုန်လုံးယူပါမယ်ဟုတ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ထားတဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရက်လုံးမှာတိုင်းရင်းသားတွေကိုအဓိကထားနေရာပေးမှုတွေပြည်သူတွေရောကိုယ်စားလှယ်တော်တော်များများကပါသဘောကျချိန်နဲ့နေကြပါတယ်အထူးသဖြင့်အမျိုးသားလွှတ်တော်မှာဆိုရင်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌနေရာနှစ်နေရာလုံးမှာတိုင်းရင်းသားတွေနေရာယူထားနိုင်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေးတွေပိုရလာမယ်လို့ယုံကြည်နေကြပါတယ်ဒီအမျိုးသားလွှတ်တော်ဆိုတာကတော့ဒီတိုင်းရင်းသားတွေအချို့တူလောက်ခတာပေါ့လေ။အဲကြောင့်မလို့ဒီလွှတ်တော်ထင်းမှာတိုင်းရင်းသားတွေအခွင့်အရေးကိုအခုလိုပို့ပြီးတော့ ရလာလိမ့်မယ်ပြင်လိုက်တယ်ဘာကြောင့်လဲဆိုတော့တင်းရင်သားတွေခြေကဥက္ခတွေဒုဥက္ခတွေပေးထားတဲ့အဲ့ဒီအနေနဲ့အခုလိုမျိုးတိုင်းသားတွေကလွတ်တော်မြေသာလွတ်တော်ရဲ့ဥက္ခနဲ့ဒုဥက္ခနေရာပေးတဲ့ပုံမှာကျောင်းအနေနဲ့ဘောလုံးဝန်တာပါအကုန်လုံးယူပါမယ်ဟုတ်အမျိုးသားလွတ်တော်ခေါ်တိုင်းရင်းသားလူမျိုးစုလွတ်တော်ဟာပြည်နယ်နဲ့တိုင်းတစ်ခုစီကကိုယ်စလဲစနစ်ရောက်စီရွေးချယ်ပေမဲ့တိုင်းရင်းသားနည်းနည်းပဲရှိတဲ့ဒေသတွေလည်းရှိတဲ့အတွက်မမြင်မြမှုတော့နည်းနည်းရှိတယ်လို့ဆိုလာသူကတော့ဆိုင်းဝမ်လှိုင်ခံပါ ဖြစ်နိုင်တော့အမျိုးသားမှာအမျိုးသားလွတ်တော်အထက်မှာပေါ့နော်အပြည်နယ်တစ်ခုကိုကျွန်တော်တို့ဆယ်နှစ်ယောက်တိုင်းတိုင်းကိုလည်းအားလုံးဆယ်နှစ်ယောက်မဟုတ်တော့ပဲနဲ့ပေါ့နော်အအဓိကလူမျိုးကြီးဖြစ်တဲ့ကျွန်တော်တို့ရှစ်ရှစ်လူမျိုးထဲမှာဆယ်နှစ်ယောက်စီစဉ်တာပို့ပြီးတော့အတန်းတူရေးရှိလိမ့်မယ်လို့ကျွန်တော်မြင်မယ်ဘယ်လိုပဲဖြစ်ဒီ2008ဒီရွေးကောက်ပွဲဥပဒေတိုင်းတာကြွားမယ်ဆိုရင်တော့တိုင်းတန်းပါဝင်မှုဟာအင်မာမှာအချိုးနှဲမှာပေါ့နော်ဒီကိစ္စတွေကျွန်တော်တို့ဆောင်ရွက်တာဆီချင်တယ်တင်ပြဆီချင်တယ်တင်ပြချင်တယ်ပေါ့နော်တင်ပြမယ်ပေါ့နော်လက်ရှိနိုင်ငံရေးအခြေအနေအရ လွှတ်တော်ထဲမှာအားနေသွားပြီဖြစ်တဲ့ကျန့်ခံရေးပါတီကဥကြော်သိန်းကတော့အစိုးရကိုအတိုက်ခံလို့မှမဟုတ်ဘဲတိုင်းရင်းသားအရေးအတွက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်ကျွန်တော်တို့ကတော့အကုန်လုံးပူပေါင်းပြီးတော့ဆောင်ရွက်မယ်ဆိုပြီးတော့အဲ့လိုပဲတန်တိတရှာတာပါတယ်เนาะကျွန်တော်ကတိုက်ခန့်တပေါ်လည်းမဟုတ်ပါဘူးเนาะကျွန်တော်ကအကုန်လုံးနိုင်ငံတော်အတွက်ခုနပြောတဲ့ကျိုးရှိမယ်ဥစ္စာတွေပေါ့ဟုတ်တယ်မလားပြည်ဥပဒေဆိုရင်လည်းဥပဒေဥပဒေကိစ္စတွေပေါ့ပြီးပြီးတော့ကျွန်တော်တို့ဒီပြည်သူအတွက်အများကောင်းကျိုးအတွက်ဆောင်ရွက်သွားမယ်လို့ကျွန်တော်အနေနဲ့တန်တိတရှာတာပါ